တော့နပင်သားဆက်နော်ဒေါင်းလေးကဆက်ကောင်းရင်ဘလို့ရှိရလဲမသိပါဘူးအဟောင်းလေးဝဲလာတာပေါ့နော်တင်တန်းပြောက်အတွက်အဲ့ဒါလေးကိုချိန်တာကျွန်တော်ဒီငါညပေါ့နော်အလုပ်ကပြန်လာချိန်တာကြာသွားပါတယ်တော်တော်လေးတိုင်ပြန်ပြန်လိုက်ရတော့နော်ချီရွာညရရောဟောဒါလေးကို YouTube မှာလိုက်ရှာလည်းမသိဘူး Google မှာလည်းလိုက်ရှာတဲ့စာအုပ်တွေပါမသိဘူးဟောအဲ့ဒါနဲ့အခုအောင်မြင်သွားတဲ့အချိန်ကြီးပေါ့နော် ။အောင်ငါးရက်ချီနေမှာအောင်လေးလာနေဝါနာရှင်နေပြပေါ။နောင်လာနောင်လာရပြပါကျွန်တော်တခါလေးဒါကြိုက်ပြီးညှို့ပြီးတာပါ။အပေါ်လိုလေးလုံးကတော့အခုရလာတော့ဒါလေးကိုပြန်ခိုင်းမယ်။ဒါတင်တဲ့နဲ့မှသုံးမှုအတွက်နော်။ဆက်ကူတွေပါအရင်ပြန်ပေါ်ရတယ်။ဖြုတ်မရလူပါ။ဒါလေးပြန်တက်ပြန်ချိန်။အဲစကူလော့ ကောင်လေးကတော့နှစ်ပင်ဓာတ်ဆက်ပေါ့နော်ဒီစားလေးဟောဒီကောင်ရဲ့တိုင်မီလေးနည်းငယ်မြှောက်ပေးပါမယ်ဒီချင်းမူချင်းကြီးတော်တော်လေးလည်းပြန်လိုက်ချင်းလဲဒီချီကဒီလူပါလေးတစ်ချောင်းလည်းရက်ဖို့အတွက်ကတိုင်မီကတော်တော်အရန်ရေးပါတယ်ပေါ့နော်ဟောအဲ့ဒါလေးကိုနောက်ပါနာဒီမိတ်ဆွေအတွက်မြှောက်ဝေပေးပါမယ်အော်သူ့မှာအထင်းဆိုတဲ့ဒီဇာတ်လေးပါတယ် အဲ့ဒိုင်ကျလာရင်အကူဒီကောင်လေးကထိမ့်ပြီးရနော်အထိမ့်ပေါ့ဟောဒီကောင်လေးကတော့သူ့အောင်မှာနှက်ရှိရဲ့ဟောဒီအထိမ့်ချိန်နဲ့ဟာဟောအများကြီးတွန်းလို့လည်းမရအောင်သူထိထားရဲ့နော်မရန်အောင်ထိမ့်ထားတဲ့သဘောမျိုးအလောက်ပဲရမယ်ဘာလို့ဆိုသူ့အရန်တွန်းလိုက်ဒီကောင်လူပါတိုင်မင်းအပေါ်အောင်လွတ်သွားပါနော်အဲ့တော့အထိုင်ကြတော့လူပါနောက်ဆုံးဆုံးအဲ့ဒါတော့ကျွန်တော်3မီလီဆက်ဒီဘိုင်းနေတဲ့ဒီပဲနော်3မီလီလောက်ထားမယ် နော်ဒီစက်ကြီးပိုင်းဓာတ်ဆက်ပုံစံမျိုးနော်ဒီကောင်းကောင်3 mm ပြီးတော့ဒါကောက်မယ်နော်ကောက်တဲ့နေရာမှာတော့သူ့ကိုဒါ2 mm လောက်ကောက်တယ်ပြီးတော့ရှေ့ကိုထွက်လာမယ်ပြီးရင်အပေါ်ပြန်တက်ပြန်တက်တဲ့အချိန်မှာဒီအပေါက်နဲ့နော်ဒီပေါက်နဲ့အက်နဲ့သူကတော့5 mm လောက်ရှိတယ်အာဒီရဲ့ချီကိုပြန်ထိုးမှာနော်ကောက်လာတဲ့ချီအဲအဲ့တော့မှာ သူ့ရဲ့တိုင်ပင်ကအဲ့လိုယူထားပါတယ်အော်ဗီဒိုင်းအနေနဲ့သူကကတ်ထားအောင်နော်အော်ဗီဒိုင်းအနေနဲ့မှသူ့ကိုဒီပါလဲကတ်ချင်တာနော်အကအထင်းကြီးထိတ်တာ အော်ပြန်ဆင်းတဲ့အချိန်မှာလည်းသူကလီချီကိုပြန်ထိုးမှဖြစ်လို့လည်းသူကအရန်ဝေးလို့မရအောင်နော်ကတ်ထားတယ်ပုံဖြစ်။အဲ့တိုင်မျိုးကိုကျွန်တော်ရအောင်ယူပါပါတယ်။လူပါစကူရှော့ပြီးလုံးမယ်ဆိုတော့သူကဒီလိုဒီလိုလေးပဲရမှာနော်။ချိန်နဲ့ဟာလူပါရဲ့အကောက်ラインတိုင်မျိုးကတော့ဒီအောက်ဘုံဖွင့်ရပါမယ်။အောက်ဘုံအောက်မှာချိန်ရ။အဲ့ဒါဒီဘုံဒီဘုံဖွင့်မှာအောက်မှာတိုင်မျိုးချိန်ပြီးရ။ လိုင်းကိုနော်ချိန်ရမယ်ဟာဒီကောင်ဒီကောင်ကိုရှော့တော့ကုလိုရင်နဲ့နောက်ဆုံးရှိလို့တော့ချိန်ရမယ်။နောက်လူပါအကောက်တိုင်ပဲနော်အကောက်တိုင်ပဲဆန်ထွေးကြဒီကောင်နော်အကောက်တဲ့တိုင်ပဲအဲကောင်ကဆန်ထွေးချိန်ရမယ်။ဟာကျန်တဲ့ဒီဘက်ကတော့ဒါအတိုင်နေမြအတိုင်ဆန်ထွေးပေါ့နော်။ပြီးရင်ခွေးသွားနေမြခွေးသွားနေမြအားဒီမှာရှော့ပြီးလောရမယ်။ရှည်စေကျဲတော့ဒီကောင်ဒီနေ့ကျတော့ဒီကောင်ကိုရှော့ပြီးတော့ရွှေ့ရမယ်နော်။အဲသူ့ရဲ့လမ်းကြောင်းကတော့အောက်မှာ ချိန်ရမယ်နီးလန်းတာပဲရှိတယ်နော်တော့အတွင်းမိုင်းရဒီစောင့်မှုကအဲ့တော့အတိုင်အတိုင် short တင်းလောက်တာဒီအတိုင် short မယ်အတိုင် short တင်းလောက်မှာတော့အတားကအတိုင်မောင်းတယ်နော်အဲမောင်းတယ်ဆိုတော့အောက်ကဖွင့်ပြရဲဆန်ထိတ်နော်အဲဆန်ထိတ်ရဲ့နောက်တစ်ခါဒီဘက်မှာဒါနော်ဒါနဲ့ဒီကောင်နဲ့တွဲထည့်တာနော်ဆန်ထိတ်အဲဒါရဲ့ဆန်တွေကားဒီမှာရှိမယ်เนาะအတိုင်းကြဒါကြပေါ့ ော်လူပါလူပါတော့ဒီဘက်ကဟာသူရဟာအဲမှာတိောက်တာဟာယူရှင်းတယ်နော်ဘာမှတိတ်ပြီးတော့အများကြီးသူတို့လောက်ခါတာမရှိဘူးအော်ဒီကောင်ရဲ့အချီထိုးဘုံကယူရှင်းတယ်ချီရချီတုတ်တယ်မပါဘူးနော်သူကဒီ supply အားပဲရှိတယ်ထိုးလာပြီးတော့ supply နေတဲ့ကိုထည့်လိုက်တယ်ထည့်ပြီးတော့ဟာတခါအတိုင်သွားတယ်အတိုင်နေရှိ ਉ အချီရဝင်လိုက်တယ်နော်ဒါပဲ အပေါ်ကြီးကဘာမှကြီးဆွဲယူရတုတ်တံမရှိဘူး။အဲဒီ spring အားအရင်ရေးကြည့်ပါလေ။ဒီ spring အားနဲ့ပဲချိန်ရတာနော်။အာနောက်အောက်ချီလဲလို့ပဲ။အောက်ချီလာရဲ့။ဒီမှာ spring ကောက်ပြီးရင်ဒီနောက်မှာချီရင်းလေးထည့်ထားတယ်။ပြီးလူပေါ်တန်းထိုးလိုက်လေ။အော်သူ့ရဲ့ဟာအဲ့လိုမျိုးလှုပ်ထားတဲ့တော့နော်ဒီ spring အားတွေနဲ့တန်းရှင်းအားနဲ့ချိန်ရတိုင်းမှာလဲအရေးကြီးသလိုဒီတန်းရှင်းနှလုံးကြောင့်လဲ နော်ကြီးရမရက်တာကြီးမလှတာကြီးဖြစ်အဲ့ဒီကူနော်နော်တိုင်မင်းနဲ့ပေါ့နော်သူရကွေးစားသေးကတော့ဒါတလိုင်းနဲ့ပေါ့နော်တလိုင်းနဲ့ဆိုတာနှစ်ပိုင်းမဟုတ်ဘူးတစ်ခုတည်းပေါ့တစ်ခုတည်းကိုလှုပ်ထားတယ်အဲ့သူရမှန်မြန်မှာကျတော့မြောင်းကတိတိပဲပါတယ်မပြီးမှာတာနော်မြောင်းရှိရထဲတာကြီးရထွက်ဖို့မှန်မြန်မှာကျတော့မြောင်းလေးရအတိတိလေးပဲရှိအာဒီတိုင်းမှန်မြန်နဲ့ရက်မဲ့သေးကြီးရမထွက်ဘူးနော် တော့အတက်ကလေးတိတိလေးဖြစ်တဲ့အတွက်ဘီပါလာမှာနော်ချီရရက်ဟာဒူဒီရတော့အာရှော့တက် သူဓာမတက်ခင်ရှင်းတော့အတိုင်းကြတဲ့အချိန်နော်ပြန်တဲ့အချိန်မှာဒီ edge ကိုတော့ကောက်နော်လူကကောက်ပြီးတော့ပေါ်တက်လာတယ်တက်လာပြီးတော့ကြော်ထွက်လာမယ် very ထွက်လာမယ်နော်အဲထွက်လာပြီးတော့မှအဲ့အဲ့ edge ကိုနော်အကပြန်ကောက်ဟောအဲ့ edge ကိုဒီကောင်အကပြန်ထိုးပြီးတော့ပြန်ယူရတာနော်အတူရဲ့လောလောဘုံကအဲ့ပုံစံလောက်တယ် vào đi mà ai lùng á chỉ chết vợ đó အဲ့သူ့အဲ့တော့အဲ့လိုလိုလိုတဲ့ဟာကိုဒီ spring လေးတွေပဲနော်ထိနေပုတ်ချောက်ပါအဲ့တော့ဒီ spring လေးတွေထိနေပါနော်သုတ်တံသဘောမျိုးရှိသွေးကြီးရပါနော်အော်အဲ့ကောင်လေးကိုချိန်ပြင်းလို့ကဉာဏ်ရည်ကြည့်ပါလေရှင်းလျှော်ရကြနော်အဲ့ဒီမှာဓာတ်အနေနဲ့ဒီမှာအောက်ဓာတ်အောက်ဓာတ်မှာတော့ကာဗိုက်နည်းနည်းပါတယ်နော်ကာဗိုက်တဝက်လောက်ထားတယ်အဲ့သူ့ဒီမှာဓာတ်ဟိုကဒီရတန်းလေးကိုထည့်တယ်နော် ရဘူးတော့ထည့်ရအောင်ဒါအောက်တာသူ့ကိုကြက်မှာတော့ဒီကောင်နဲ့ကြက်ပါအောင်နော်အာဒါလိုင်းမင်းနေနဲ့ဒီမှန်မြင်မှာအဂရီရှိတယ်အဲအဲ့ဒါမျိုးထည့်ရအောင်နော်အခုဒီကောင်ကဒါပြအရန်သေးနေမရတော့နည်းနည်းပြီးတော့ကြီးထားအဲ့တော့တော့ထားမယ်အပြီးတော့မှဟောကဟောကြက်နော်နှစ်ခုဒါအောက်တာ ချိန်နဲ့ဟာဘောဒါတော့ကျွန်တော်နော်ဒီနေ့ဒါဆက်ဒါမျိုးပါပဲနောက်က net shot ပဲဒီကောင် supply ပါတယ်ကန်ကန်တွန်းထားနော်အဲဒူတော့အဘော1 ml ထပ်မယ်နော်ကြားတဲ့ချိန်ပါအဲပိတ်စာတော့ဖြက်နော်ပြက်အောင် အဲ့ဒါရှီရတော့နော်ဒီပြေချင်းကြီးရသူချီမှန်မှုတော့နော်နည်း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 ကြီးကြီးရပေါ်တော့နော် ိုအောင်မြင်သွားတဲ့အချိန်ဒီပေါ့နော်အောင်မြင်သွားတဲ့အချိန်မှာကျွန်တော်လီလာညဝါနာရှင်နေအတွက်ပေါ့နောင်နာနာရေးအတွက်ပါကျွန်တော်တခါလေးဒါရိုက်ပြီးညှို့ပြီးတာပါ